ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ။ Sport A to Z ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်။ခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ Nation League Plus ကိုစံချိန်တင်စုခုနိုင်ခဲ့တဲ့ပေါ်တူဂီပွဲမတိုင်ခင်တည်းကဒဏ်ရာရထားပေမဲ့ပေါ်တူဂီအတွက်ခြေတော်ကျိုးကျင်ကျိုးပစီဆိုပြီးကစားပေးခဲ့တဲ့ရောနယ်ဒို Nation League ဘောလူဝဲကနှစ်ဖက်တင်ကစားသမားတွေရဲ့ဆန်းဆောင်ရေးအဆင့်တက်မှတ်ချက်စတဲ့တည်များပဲဖြစ်ပါတယ်။တနင်္ဂနွေနေ့ညမှာကစားခဲ့တဲ့ပေါ်တူဂီနဲ့စပိန်တို့ရဲ့ Nation League Final မှာ တာမန်ပွဲကစားချိန်အပြီးထိတစ်ဖက်နှစ်ကိုယ်စီတေချနေခဲ့ပြီးချိန်ပိုနဲ့ပန်နတီအဆုံးဖြတ်သည့်ဆက်လက်ရှင်မြိုင်ခဲ့ရပြီးနောက်ပေါ်တူဂီအသင်းကပန်နတီအဆုံးဖြတ်နဲ့အနိုင်ရပြီးပိုဆွဲသွားခဲ့ပါတယ်။ Nation League ပြိုင်ပွဲ၄ချိန်မှာပေါ်တူဂီတို့၂ချိန်အထိပိုဆွဲနိုင်ခဲ့တာဖြစ်ပြီးစပိန်တို့ကတော့ကြောက်စရာကောင်းတဲ့ခြေစွမ်းတွေပြသနိုင်ခဲ့ပေမဲ့ပန်နတီကန်ခေလေးရှိတဲ့မိုရာတာရဲ့လွဲချုံမှုကြောင့်ဖလားနဲ့ဝေးကွာခဲ့ရပါတယ်။ပေါ်တူဂီအသင်းဘယ်ဆိုနောက်ခံလူနူနိုမန်ဒက်စ်ရဲ့ တိုက်ဆက်လိုက်ပါနိုင်စွမ်းကလည်းပေါ်တူဂီတို့အတွက်အားတကျတစ်ခုဖြစ်စေခဲ့ပြီးအသင်းကောင်းဆောင်ရော်နယ်ဒိုကလည်းဒီပွဲမှာအသင်းကိုအကောင်းဆုံးဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ဝီလီယံလမိုင်းရမေရိုရဲ့တောင်ပိုင်းနှစ်ဖက်ကပေါ်တူဂီကိုအမှန်တကယ်လှုပ်ရှုပ်စေခဲ့ပြီးစပိန်တို့ကတိုက်ဆက်အားဘလောက်ကောင်းနေဆိုတာကိုတသက်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ဆူပီမန်ဒီလိုလိုကွင်းလင်ကစားသမားတွေကလည်းတင်းငြိမ်မှုပြည့်နဲ့အသင်းကိုထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။အဖွင့်ကိုကိုတော့စပိန်တို့ကရင်ရရှိခဲ့တာဖြစ်ပြီးဆူပီမန်ဒီက27မိနစ်မှာအဖွင့်ကိုသွင်းယူပေးခဲ့ပြီး ပေါ်တူဂီအတွက်နူနိုမန်ဒက်စ်က26မိနစ်မှာချက်ချင်းဆိုလိုပဲခြေပါကိုပြန်လည်သွင်းခဲ့ပါတယ်။ပထမပိုင်းပြီးဆုံးခံနေမှာအိုယာဇာဘဲကစပိန်အတွက်ဒုတိယမြောက်ဦးဆောင်ကိုထပ်သွင်းခဲ့ပေမယ့်ပွဲကစားချိန်62မိနစ်အရောက်မှာရော်နယ်ဒိုကပေါ်တူဂီအတွက်အဖိုးတန်ခြေပါကိုကိုသွင်းပေးခဲ့ပါတယ်။ရော်နယ်ဒိုဟာစပိန်အသင်းကိုသွင်းခဲ့တဲ့သွင်းကိုကြောင့် Nation League ပြိုင်ပွဲမှာကိုသွင်းများသောကစားသမားအသက်40ကျော်အရွယ်နဲ့ Nation League ဘောလုံးပွဲမှာကိုသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးကစားသမားဆိုတဲ့ဆန်းကျင်တွေကိုရထုတ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာရော်နယ်ဒိုတန်ရာကြောင့်လူသားလက်ခံခဲ့ရသလိုနှစ်သင်းသလုံးဂိုးမသွင်းနိုင်ခဲ့တာကြောင့်အချိန်ပိုထပ်ကစားခဲ့ရပြီးအချိန်ပိုမှာလည်းနှစ်ဂိုးနှစ်ဂိုးဆိုတဲ့ရလဒ်နဲ့ပဲပွဲဆုံးတက်ခဲ့ရပါတယ်။ပန်နဒီအဆုံးဖြတ်မှာတော့ပေါ်တူဂီဘက်ကအလုံးနိုင်ဝင်ခဲ့ပေမယ့်စပိန်အတွက်နောက်ဆုံးကန်သွင်းခဲ့တဲ့မိုရာတာကဂိုးမဝင်ခဲ့တာကြောင့်ပန်နဒီ6ရလဒ်5ဂို3ဂိုးနဲ့ပေါ်တူဂီတို့ဆုဖလားထပ်မံသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီဂန်ဝင်တိုက်စင်မှုခရစ်စတီယာနိုရိုနယ်ဒိုကပွဲပြီးမှလည်းစင်တင်တဲ့အောင်မြင်မှုထပ်မံရယူပေးနိုင်ရလို့ဝမ်းသာမြေကြီးကြဲ့ပြီးကလပ်တင်းတွင်နဲ့ဖလားတွေအများကြီးရယူနိုင်ခဲ့တာကလည်းစင်တင်နဲ့မတူညီဘူးလို့ပြောဆိုခဲ့ပါတယ်။ကျွန်တော်ရဲ့ကလပ်တင်းတွင်နဲ့စုဖလားတွေအများကြီးရခဲ့တယ်။ဒါပေမဲ့ပေါ်တူဂီအတွက်ဖလားရယူပေးရတာထက်ဘယ်ဟာမှပုံမကောင်းပါဘူး။ဒါတွေကဝမ်းသာမြေကြီးတွေပါ။မရှင်အောင်မြင်ခဲ့ပြီဖြစ်ပြီးအရန်ပျော်ရွှင်ခဲ့ရပါတယ်လို့ပြောဆိုခဲ့ပါတယ်။ သက်40ရရှိဖြစ်တဲ့ရနယ်ဒိုဟာကွင်းထဲကိုသွေးပူလေးခြင်းရလို့ပထမဆုံးပြေးထွက်လာခဲ့သူဖြစ်ခဲ့ပြီးပေါ်တူဂီပြည်သက်တွေစီကကျဲလောင်တဲ့အော်ဟက်တိုင်နဲ့ကြိုးဆိုခြင်းခံခဲ့ရပါတယ်ရနယ်ဒိုဟာတနင်္ဂနွေနေ့ပွဲစဉ်မှာစပိန်နောက်ခံလူတွေရဲ့ပြင်းပြင်းထန်ထန်ကြိုးစားမှုကြောင့်အခွင့်အရေးတွေအကန့်အသတ်နဲ့ရခဲ့ပေမယ့်အသင်းအတွက်အမှန်တကယ်လိုအပ်ချိန်မှာဘိုးရအောင်သွင်းပေးနိုင်ခဲ့တာဖြစ်ပါတယ် ဲ့ဒီ twin goal ဟာ Ronaldo ရဲ့နိုင်ငံတကာ twin goal 138မြောက် goal ဖြစ်ခဲ့ပြီး၄စဉ်အတွင်းတော့221ပွဲမြောက်စံချိန်တင်ပါဝင်ကစားပေးခဲ့တာလည်းဖြစ်ပါတယ်။ Ronaldo ဟာပွဲကစားချိန်ပြီးဆုံးကနေမှလူစားလဲခံခဲ့ရပြီးပွဲမတိုင်ခင်ကဒဏ်ရာရထားတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ကျွန်တော်သွေးပူလေးကျင်ငန်းလုပ်ခဲ့တဲ့ကဒဏ်ရာကိုခံစားမိနေကြတာပါ။ကျွန်တော်ခံစားနေခဲ့ရတာအချိန်တော်တော်ကြာခဲ့ပါပြီ။ဒါပေမဲ့လေးစဉ်အတွင်းတော့ဆိုရင်ကျွန်တော်6နောက်ကျိုးရမယ်ဆိုရင်တော့ကျွန်တော်အကျိုးခံပြီးကစားသွားမှာပါ။ဆူဖလာအတွက်ကစားရမှာမို့လို့ကျွန်တော်ရအောင်ကစားပေးခဲ့ပြီ ရှိသမျှအကုန်လုံးပေးခဲ့ပါတယ်လို့ပြောဆိုခဲ့ပါတယ်။နှစ်ဖက်တင်းကစားသမားတွေရဲ့ဆန်းဆောင်ရေးအဆင့်သတ်မှတ်ချက်များဦးနိုင်ဆိုင်မွန်6မှတ်ပေါ်တူဂီရဲ့ပုံမှန်ပွဲကစားချိန်တွင်ရခဲ့တဲ့နှစ်ဂိုးသလုံးကိုကာကွယ်နိုင်ခြင်းမရှိခဲ့ပဲပယ်နယ်တီမှာလည်းတစ်လုံးမှကာကွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။အော်စကာမင်ဂေသာ9မှတ်စပိန်တင်းကပြုလုပ်ခဲ့တဲ့ပြောင်းလဲနှစ်ခုတည်းကတစ်ခုဖြစ်ခဲ့ပြီးပက်ဒရိုဘော်ရိုရဲ့ညာနောက်ကန်နေရာမှာဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ပက်ဒရိုနက်တိုကိုထိန်းချုပ်နိုင်ဖို့ရုန်းကန်ခဲ့ရပြီးလမိုင်းရမယ်ကိုလည်းအနေငယ်သာအထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။ ရောဘင်လီနော်မန်6မှတ်ရော်နယ်ဒိုနဲ့ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲဆင်နွှဲခဲ့ပြီးစပိန်အသင်းအတွက်အဓိကလူစားသမားဖြစ်ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ဒင်းဝိုင်ဆန်6မှတ်ရီယယ်မက်ဒရစ်ကစားသမားတဲ့ဟာကွင်းလယ်ကပက်ဒရီစီကောင်းမွန်တဲ့ပေးပုံကောင်းမွန်တဲ့ပေးပုံမှုချိုးနဲ့တူပထမပိုင်းမှာကောင်းမွန်တဲ့ခိုက်တန်ချိုးပိုင်ဆိုင်ခဲ့ပါတယ်။မတ်စကိုဂူရယ်လာ9မှတ်အစောပိုင်းပွဲချိန်တွေမှာဖရန်စစ္စကိုကွန်ဆာဖရန်စစ္စကိုကွန်ဆေးဆာကိုဖျက်ထုတ်မှုတွေပြုလုပ်ခဲ့ပြီးရှင်ပြိုင်မှုအဆင်သင့်ဖြစ်နေကြောင်းပြသခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ဂိုးမှာတော့တိုက်ဆက်စတဲ့နေမှာအငိုင်းမိသွားခဲ့ပါတယ်။မာတင်ဇူဘီမန်ဒီ9.5မှတ်စပိန်အသင်းအတွက်သွင်းကိုကိုယုံကြည်ချက်ရှိရှိသွင်းယူခဲ့ပြီးအသင်းမော်အိုယာဇာဘယ်ကိုသွင်းယူနိုင်ဖို့အတွက်လည်းတစိပ်ပိုင်းပါဝင်ခဲ့ပါတယ်။ပက်ဒရီ၈မှတ်စပိန်ကွင်းလယ်ရဲ့ပဲကန်ရှင်ဖြစ်ခဲ့ပြီးဒုတိယပိုင်းမှာလူစားလက်ခံခဲ့ရတာကတော့အထူးသန်းခဲ့ပါတယ်။ဘာစီလိုနာကျယ်ပွင့်ဟာဘောလုံးပေးပို့ရမှာအောင်မြင်မှုတရားရဂိုင်းတော့ပြင်အခြားအလွန်ကောင်းမွန်တဲ့ဂိမ်းကနန်းအချို့ကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။ဖေဗီယန်ရူဝီစ်9မှတ် မီခေမရီနိုအစားပေါ်တက်လူစင်းနဲ့ကိုပြန်ခေါ်ခြင်းခံခဲ့ရပြီးနောက်စောပိုင်းမှာပဲဝါကက်ထိခဲ့တာကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။နီကိုဝီလီယမ်စ်နဲ့အကောင်းဆုံးချိတ်ဆက်ကစားနိုင်ခဲ့ပေမဲ့လည်းချန်ပီယံလိဘိုလူဝဲကဆန်းဖောင်ရလို့တော့မကောင်းမွန်နေတာဖြစ်ပါတယ်။လမိုင်းရမယ်ခုနှစ်မှတ်အသက်၁၈နှစ်ရွယ်ကစားသမားအတွက်တော့ဆရှာဘပါတိတ်ဆိတ်တဲ့ညတညာဖြစ်ခဲ့ပြီးပေါ်တူဂီနောက်ခံလူနိုနိုမန်ဒက်စ်ကဘာကြောင့်ကမ္ဘာနံပါတ်၁ဘယ်နောက်ခံလူဖြစ်နေသလဲဆိုတာကိုနောက်ထပ်တစ်ကြိမ်ပြသခဲ့တာဖြစ်ပါတယ်။နီကိုဝီလီယမ်စ်ခုနှစ်မှတ် ပထမပိုင်းမှာရာအောင် nervous ကိုပြဿနာဖြစ်စေခဲ့ပေမဲ့သုံးသက်ပိုင်းမှာမကောင်းမွန်ငယ်လို့လူသားလည်းခံခဲ့ရပါတယ်။မိခေအိုယာဇာပဲ9.5မှတ်စပိန်အသင်းအတွက်ပထမပိုင်းမှာတကယ်ထက်မြက်တဲ့အဆုံးသတ်နဲ့ဥဆောင်ဝင်ရယူပေးခဲ့ပြီးမိုရာတာကိုကြော်ပြီးပွဲထွက်ခွင့်ပါကြောင်းရခဲ့လေဆိုတာကိုတသက်ပြခဲ့ပါတယ်။ဒီယိုဂိုကော့စတာ6မှတ်ပထမအတွင်းကိုမှပုံမအားကောင်းတဲ့ငယ်သလိုဒုတိယကိုမှလည်းအနှဲငယ်သာလုံနိုင်ခဲ့ပါတယ်။ပယ်နယ်တီဆုံးဖြတ်မှာတော့မိုရာတာရဲ့ကံရက်ကိုအားကောင်းတဲ့ကာဝန်မှုပြုလုပ်နိုင်ခဲ့ပါတယ်။ ရောင်နေဗက်လေးမှတ်ဆိုးရွားတဲ့ရှင်းထုတ်မှုကဇူမီမန်ဒီစီတန်းတန်းမတ်မတ်ပေးဖို့တို့လို့ဖြစ်ခဲ့ပြီးခွင့်ကိုပေးခဲ့ရပါတယ်။ညာနောက်ခံနေရာမှာအရန်တက်တောင်းတတဖြစ်မနေခဲ့ပေပထမပိုင်းပြီးစီမီတိုနဲ့လူသားလက်ခံခဲ့ရပါတယ်။ဂွန်ဆာလိုအင်နာစီကိုငါးမှတ်အစောပိုင်းမှာပဲတရောင်နဲ့တုတ်ခဲလို့ဝါကက်ထီဝီအိုယာဇာဘယ်ရဲ့ဂူတက်ကိုမှလည်းအနိုင်မြင့်ခဲ့ပါတယ်။ဝင်ဒီယက်6မှတ်ဆူဗီမန်ဒီရဲ့အတွင်းကိုမတိုင်ခင်သူ့ရဲ့အလွန်ကောင်းမွန်တဲ့ပိတ်ဆို့မှုကရှင်းရှင်းလင်းလင်းပဲဖြစ်ခဲ့လို့စိတ်ပြတ်ခဲ့မှာပါ။ နူနိုမန်ဒက်စ်အိုမတ်အလွန်ကောင်းမွန်တဲ့ခြေပါကိုးကိုအသွင်ယူပေးခဲ့ပြီးဒုတိယကိုးကိုလည်းအလွန်ကောင်းမွန်တဲ့ပြေးလွှာမှုပြုလုပ်ပေးခဲ့ပါတယ်သူခန်းစစ်ပိုင်းလည်းအလွန်ကောင်းမွန်ခဲ့ပြီးလမိုင်းရမယ်ကိုတပွဲလုံးအိတ်ကက်ထဲထည့်ထားနိုင်ခဲ့ပါတယ်ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုထပ်ထပ်ကနန်ရရှိခဲ့တာလို့ပြောရမှာပါဗီတင်ညာ6မှတ်စပိန်ကွင်းလေရဲ့လွလလပ်စီးမျိုးမှုကိုဖြေရှင်းမှုရုံးကန်ခဲ့ရပြီးဘောလုံးရတဲ့အချိန်မှလည်းပဲပေးရမယ်မသိဖြစ်နေခဲ့ပါနဲ့ ဘနာဒိုဆေးပါးငါးမှတ်စပိန်ရဲ့ဒုတိယဂိုးအတွက်တိုက်စစ်စတင်မှုမှာဒင်းဟွိုက်ဆန်ရဲ့အလွယ်တကူလဲထိုးခြင်းကိုခံခဲ့ရပြီးဒုတိယပိုင်းမှာညာတောင်ပိုင်းကိုပြောင်းကစားခဲ့ပါတယ်။ဒူနိုဖာနန်ဒက်စ်၆မှတ်ဖာနန်ဒက်စ်လည်းဘောလုံးကင်ကစားဖို့ရုန်းကန်ခဲ့ရပြီးအလွန်ကောင်းမွန်တဲ့အတွင်းဂိုးကလည်းလူတွန်ဘောအဖြစ်ပဲပြတ်ကန်ခဲ့ရပါတယ်။ဖရန်စစ္စကိုကွန်ဆေးဆာကိုငါးမှတ်ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပေမယ့်ပွဲပေါ်မှာအနည်းငယ်သာလွှမ်းမိုးမှုရှိခဲ့လို့ပထမပိုင်းပြီးမှလူစားလဲခံခဲ့ရပါတယ်။ခရစ်စတီယာနိုရော်နယ်ဒို၈မှတ် စပိန်သင်းကဘောလုံးပိုင်ဆိုင်မှုအများစုကိုရယူထားတာကြောင့်ပွဲချိန်အတွင်းမှာပါဝင်နိုင်ဖို့အချိန်နှဲငယ်ယူခဲ့ရပေမဲ့ဘောလုံးကန်ကစားတဲ့အပိုင်းမှာတော့ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။အပိုင်ခွင့်ရရတယ်မှာလည်းဂိုးမုတ်ဆိုးပြီးပြီးအဆုံးသက်သေးကြခဲ့ပါတယ်။ပက်ဒိုနက်တိုခုနှစ်မှတ်ဘဲတောင်ပိုင်းမှာတောက်ပခဲ့ပြီးမန်ဒက်စ်ရဲ့ဂိုးအတွက်အလွန်ကောင်းမွန်တဲ့ပေးပို့မှုပြုလုပ်ခဲ့ပါတယ်။စီမီတို6မှတ်ပေါ်တူဂီဟာစီမီတိုဝင်လာမှကွင်းထဲမှာအများကြီးပို့ပြီးဟန်ချက်ညီလာခဲ့ပါတယ်။ရူဘင်နက်ဗက်6မှတ် စပိန်ကွင်းလယ်နဲ့ရင်ဆိုင်ရာမှာကွင်းလယ်တွဲဘက်တွေနဲ့အတူရုံးကန်နေရပါတယ်။ပင်နေဒီအဆုံးဖြတ်မှာအဆုံးဖြတ်သွင်းကိုကိုသွင်းယူပေးခဲ့ပါတယ်။ရာဖေးလီယိုခုနှစ်မှတ်ကွဲကစားချိန်နောက်ဆုံးချိန်တွေမှာဘာနာတိုစေးပန်းနေရာမှာလူသားဝင်ကစားပြုပြီးတောက်ပပြခဲ့ပါတယ်။ရီနာတိုဗေဂါ6မှတ်လူပင်ဒီယက်စ်နဲ့အတူဘိုကန်စစ်မှာကစားပေးခဲ့ပြီးခံစစ်ပိုင်းကြက်လက်အောင်ကူညီပေးခဲ့ပါတယ်။ကွန်ဆာလိုရာမို့စ်9မှတ်68မိနစ်မှာရော်နယ်ဒိုနေရာမှာဝင်ကစားခဲ့ပေမဲ့နည်းနည်းပဲလုံးပြနိုင်ခဲ့ပါတယ်။ ဒီဂိုဂိုဂျိုတာငါမတ်အချိန်ပေါ်မှာလူသားဝင်လာပြီးနောက်ခေါင်းတိုက်ချက်ကိုလွှဲချော်ခဲ့ပါတယ်ခုလိုမျိုးသတင်းတင်းတင်းဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Sport ADD YouTube Channel လေးကို Like and Subscribe ပြုလုပ်ထားပေးကြပါဦးခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတရှိပါတယ်ခင်ဗျာ